ဘိုးတိုင်းပါခေါင်းမျိုးနဲ့အုတ်တွင်းမျိုးကိုဆက်သွယ်ထားတဲ့ဂျိုးမလမ်းမော်ကလမ်းမိုက်လေးနေရာဖျက်ဆီးခံရရတာကြောင့်ဒေတာခံတွေသွာလာရေးခက်ခဲနေတယ်လို့ပြည်ဖျက်တဲ့ရင်း36တုံညာနေတာဝယ်ရှိသူတွေစီကသိရပါတယ်။ဇွန်30ရက်မှာပါခေါင်းမျိုးနယ်ဤပစီရွာနဲ့တောင်ရွာကြားကွေပင်ကုန်းနေရာဇူလိုင်1ရက်မှာပါခေါင်းမျိုးနယ်စံကုန်းရွာနဲ့ဂျိုးကုန်းကြီးရွာကြားလမ်းမိုက်ရန်ကုန်ရွာအနီးလမ်းပိုင်းအုတ်တွင်မြို့နယ်အပိုင်းတောက်တဲ့ကြီးရွာအနီးလမ်းပိုင်းတို့ကိုတောင်းလေတာဝါတိုင်းရေကင်းတာဝန်ကြားစစ်ကောက်စီဘူကြီးအောင်မြင့်မြတ်နဲ့အဖွဲ့ကပတ်ဖိုးတွေနဲ့တူပြီ လမ်းဟိုဖြစ်စည်းလိုက်တယ်လို့တိခရိုင်တရင်363ညနေရဲ့တာဝန်ခံကပြောပါတယ်။အဲလောဆယ်အဲ့ဒီလမ်းပိုင်းဟိုဖြစ်စည်းလိုက်တဲ့ကြောင့်မလို့အဲကျဲမာကြီးစီးပွားကြီးပညာကြီးတွေဟိုဟာအခက်အခဲရှိတယ်ပေါ့နော်။အခုဆိုရင်ဟိုဟာလမ်းပိုင်းဖြစ်စည်းလိုက်တော့ဟိုပေါ့နော်ဆိုင်ကယ်တစ်စီးကို၃ရောက်မှာပို့တော့မှာပဲအဆင်မပြေဘူးတဲ့အနေသားရှိတယ်။တခြားလမ်းပိုင်းတွေကသွားဖို့တော့လေဟိုဟိုမိုးလေးဆိုတော့တော်တော်ခက်ခဲဖြစ်တယ်။သွားလို့မရတဲ့အနေသားတွေရှိတယ်ပေါ့နော်။အခုလိုလမ်းပိုင်းတွေဖြစ်စည်းတာဟာ ဘဟုယုမပေါ်မှာဒေသကာကွယ်ရေးအဖွဲ့တွေအခြေပြုနေထိုင်နေတာကြောင့်စစ်ကောင်စီဘက်ကရိတ်ခါတက်တောက်ခြင်းနဲ့အတွက်လှုံ့ဆော်တာနဲ့မြို့တွေတဲကိုကာကွယ်ရေးအဖွဲ့တွေမလာနိုင်အောင်လှုံ့ဆော်တာဖြစ်နိုင်တယ်လို့သူကခံမှန်းပါတယ်။လက်ရှိမှာအနက်၄ဘီခန့်အကြေကတိယလမ်းလေကုန်းအထိဆိုင်ငယ်တစည်းလောက်တောင်သွားမရအောင်ဖြစ်စည်းထားတယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီလမ်းမိုင်းတွေကိုအဓိကအသုံးပြုနေကြတဲ့ညီပစေးရွာ၊တောင်လင်းရွာ၊စံကုန်း၊ကျူကုန်း၊ညောင်ကုန်း၊ဂွေးပင်ကုန်း၊ညောင်ဝုံ၊ဘော်ရာ၊ဘော်လန်ကြီးရွာတွေအပါအဝင် ကျေးရွာပေါ်ဆန်လာရွာခန်းသွားလာရေးခက်ခဲသွားတယ်လို့ဆိုပါတယ်။လမ်းမိုက်ဖြတ်တောက်ခံလာရလို့ကျေးရွာတွေတဲကထွက်ရှိတဲ့ယာတီတီးနံစပားတွေတဲဖို့ရောင်းချဖို့စောင်းတောက်ကုန်တွေဝယ်ယူဖို့အခက်အခဲတွေဖြစ်ပေါ်နေပြီးရေရှိမှာဒေတာရင်းကိုစင်းတို့မြစ်တက်တာနဲ့ကျမအေးပြဿနာတွေကြောင့်ဒေတာခံတွေမတည်တင်မဲ့တည်ဆုံးတာတွေလည်းရှိလာနိုင်တယ်လို့အထက်ပါတာဝန်ခံကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လအတွင်းမှာပါခေါမျိုးနဲ့အိုက်ဆောင်ရွာနဲ့ဘော်ရာကျေးရွာကိုစစ်ကောင်စီအဖွဲ့တွေကစစ်ကြောင်းတိုးပြီးမီးရှို့ခဲ့တဲ့အတွက်ဒေတာခံတွေထွက်ပြေးတင်းရှောင်ခဲ့ရသေးတယ်လို့သိရပါတယ်။